ကျောင်းလေးပထမမိခွန်းကိုဖြည့်ပေးလိုက်မယ်အာတရားထိုင်ရင်ခန္ဓာကိုယ်အယူအတွင်းမြင်ရင်ဘာလို့ရမလဲအာအတ္တကတော့ပထမအားဖြင့်တရားအထုမဲ့ဆိုရင်ဘယ်သူကပြောလို့တရားအထုတာလဲနော်အဲ့ဒါပထမသိရမယ်ကိုယ်ရဲ့ဆရာဘယ်သူလဲဆိုတာအတိအကျသိရမယ်ဆိုပါဆုံးမဟာစီရိတ်သာသွားမယ်မဟာစီရိတ်သာမှာ အယူတွေတွေ့မယ်အဲလိုစင်ပါတယ်လုံးမလဲဆရာစီသွားပြီးတော့အကြောင်းကြားပြရမှာပေါ့တခြားဟာမလို့ရပါဘူးအမတန်တင်ကြပါတယ်နော်ဘာအောက်တော်ရာဟာဘာအောက်တော်ရာသွားမယ်တရားအထုတ်တဲ့အခါမှာအယူတွေတွေ့မယ်ဆိုရင်တော့ဘာတယ်လုံးမလဲဆရာစီသွားရမယ်ဘာအောက်တော်ရာထဲမှာရှိနေတဲ့ကိုကိုခုနကမ္မထံပေးထားတဲ့ဆရာစီမှာသွားပြီးတော့သူသူကိုအကြောင်းကြားပြရမယ် ကိုယ့်ရဲ့ဇေယျမှာ ကမ္မထံရပြီဆိုလို့ရှိရင်ဇေယျတူမှာကမ္မထံရပြီဆိုလို့ရှိရင်တရားအထုတ်တဲ့အခါမှာဘာပဲဖြစ်ဖြစ်အဲ့ဒီဇေယျကိုပဲမြင်ရမှာအမတန်အရေးကြီးပါတယ်နော်အမတန်အရေးကြီးပါတယ်ကိုယ့်ရဲ့ဇေယျမှာကမ္မထံရပြီတော့ကမ္မထံမှာတခုခုဖြစ်သွားပြီးတော့တခြားဇေယျကတခုခုပြောလို့ဇလက်ပြီးလုံးမဲ့ဆိုတာအမတန်မကောင်းပါဘူးလို့ရအောင်ဘာကြောင့်မကောင်းဘူးလဲကိုယ့်အတွက်မကောင်းဘူးလေ စဉ်းစားကြည့်ပါလေတရားစခန်းလာမယ်ဆိုလို့ရှိရင်တရားစခန်းတရားရိပ်သာမှာစားစရာလည်းအခမဲ့ရမယ်နေစရာလည်းအခမဲ့ရမယ်နော်ပြီးတော့မီလည်းအခမဲ့ရမယ်ရေလည်းအခမဲ့ရမယ်နော်တခါတလေစီလည်းအခမဲ့ရမယ်နော်ဆရာတို့ရဲ့အဒီမှာရှင်နေတဲ့အဝန်ထန်းတို့ရဲ့အကူအညီအရှင်းပြချက်တွေလည်းရမယ်နော်အကားကွယ်မှု ကဟိုနော်လုံချုံမှုရမယ်ပေါ့လုံချုံမှုလည်းရမယ်လူလည်းရည်လည်းရမယ်လူလည်းရည်ဆိုတာအဆင်ပြေတယ်လို့တရားအထုတ်လို့ရပါတယ်အဲ့တော့အဲ့ဒီအဲ့ဒီအာသာချက်တွေကိုဘာကြောင့်ရတာလဲနော်ကိုဘက်ကတရားအထုတ်တဲ့အခါမှာတိုတက်နိုင်အောင်ရသွားတာဒါပေမဲ့ဒါပေမဲ့ခင်ဗျားတို့ကတရားရိပ်တာတရားစခန်းလာမယ်ဆိုလို့ရှိရင်အဲ့ဒီအခါမှာ အဲ့ဒီတရားရေးသားမှာတရားစခန်းမှာရှင်တဲ့ဆရာတော်ဖြစ်စီဆရာဖြစ်စီခင်ဗျားတို့ကိုတောင်းဝန်ယူထားပါပြီခင်ဗျားတို့မှာတခုခုမကောင်းဘူးဖြစ်တခုတခုခုဖြစ်သွားမယ်ဆိုလို့ရှင်သူတို့ရဲ့တောင်းဝန်ရှိပါတယ်ကူညီပေးဖို့နော်အာဒီလိုလိုက်ကမ္မထန်ဆရာဆရာမှာဆိုရင်တော့သူတို့မှာလည်း debate ရှိရင်တော့အဲ့ဒီ debate နဲ့ပတ်သက်တဲ့တောင်းဝန်ရှိပါတယ်နော်အဲ့ဒီ debate မှာအခက်အခဲရှိတဲ့ဆိုရင် ကူညီပေးဖို့ အဲ့တော့ခင်ဗျားတို့မှာဆရာရှိတယ်ဆိုရင်တော့ဆရာကတခုခုပြောတယ်ဆိုရင်တော့ဆရာကမိမိစကားကိုတောင်းဝန်ယူရမယ်အဲ့တော့အဲ့ဒီခါမှာတတိမှာဘာပဲဖြစ်ဖြစ်ဆရာဘက်ကကူညီပေးရမယ်နော်ဆိုတော့တတိကဆရာပြောတဲ့အတိုင်းလုပ်လိုက်ပြီးတော့လေဆရာကအဲ့တော့အဲ့လိုဆိုရင်တော့အခက်အခဲဖြစ်တဲ့ဆိုရင်ကူညီပေးရမယ်ဟုတ်တယ်တချို့တရားစခန်းတွေမှာအဲ့လိုမဟုတ်ဘူးပေါ့အဲ့လိုကြောင့်ဖူတာကဘုန်းကြီးကြောင့်အမတန်နာမည်ကြီးတဲ့ဘုန်းကြီးကြောင့်မှာ နိုင်ငံခြားယဟန်တပါးကအာထုတ်လိုက်ပြီးတော့အယူဖြစ်သွားတယ်။အဲ့တော့အယူဖြစ်သွားပြီးတော့ဆရာတော်ကဘာတွေလုပ်လဲ။သူကအတန်းတန်ငန်းချုပ်ပစ်လိုက်ပြီးတော့သူရဲ့နိုင်ငံကိုပို့ပစ်လိုက်တယ်။အဲ့ဒါကောင်းလား။နော်အဲ့ဒီယဟန်ကိုတော့ယဟန်တာလို့ယုံကြည်ကြပါတယ်။ဆိုတော့အဲ့ဒါလေးတော့တည်ပြီးစီချင်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကတကယ်တော့အမှန်ဆိုရင်တော့နော်လူမှုရေးအနေနဲ့အမှန်ဆိုရင်တော့ကျွန်တော်ဘက်ကတော့ထင်တယ်အမှန်တန်အခြေခံပဲ။ ဆရာရှိတယ်ဆိုလို့ရှင်ဆရာမှာဒီဘီနဲ့ပတ်သက်တဲ့တောင်းဝန်းဆိုတာရှိပါတယ်တောင်းဝန်းတောင်းဝန်းဆိုတာအဲ့ဒီဘီမှာတခုခုဖြစ်တဲ့ဆိုရင်စေးဖြစ်စေးရုပ်ဖြစ်စေးနေမကောင်းသွားဘူးဆိုရင်အဲ့ဒီခါမှာဆရာကတောင်းဝန်းအနေနဲ့သူ့ကိုအတန်းနိုင်ဆုံးကူညီပေးရမယ်နော်အတန်းသင်္ကန်းမှာချိုးပေးလိုက်ပြီးတော့နိုင်ငံပို့ပေးမယ်ဆိုရင်လူโซကြီးပဲလုပ်တယ်ယဟန်တာမှမဟုတ်တာနော်ဒါကတော့ကျွန်တော်ရဲ့အမြင်အဲ့တော့ဒီအာ ဒီအခြေအနေမှာဆိုရင်တော့ကိုယ်ပိုင်မှာဆေးရရှိပါတယ်ဆေးရမတခုကိုအာတရားနော်အတရားကမ္မထံရာသွားပြီဆိုလို့ရှိရင်ဆေးရကပြပြတဲ့အတိုင်းလုံးရမယ်ဆေးရကပြပြတဲ့အတိုင်းအထုတ်ရမယ်မိခွန်ရှိတဲ့ဆိုရင် အခစ်ခစ်ရှိတဲ့ဆိုရင်အဲ့ဒီဆေးရကိုပဲသွားမိရမယ်အဲ့ဒီဆေးရကမတည်ဘူးဆိုလို့ရှိရင် ဟုတ်ပါပြီအဲ့ဒီရိတ်သားမှထွက်ခွာပြီးတော့ကိုကပိုပီယုံကြည်တဲ့ဆေးရစီ ။ဘာမဲ့ပေါ့အဆင်ပြေသွားပြီ။အဲ့ဒါမှဟုတ်ရင်အိမ်မှာအထောက်အကူမှာ online online မှာမေးလို့ရပါတယ်။ဒါအဆင်ပြေပါတယ်နော်။ဒါပေမဲ့ကိုယ့်ရဲ့ဆရာကိုအမြဲတမ်းတတိထားမှာဆိုတော့ကိုယ့်ရဲ့ဆရာကကိုယ့်အပေါ်တောင်းဝန်ရှိပါတယ်။အဲ့ဒါကြောင့်ကိုယ့်မှာအခက်အခဲတခုရှိတယ်ဆိုရင်တခြားဆရာကပြောတဲ့အတိုင်းအာမထုတ်ရဘူး။ဒီဆရာပြောတဲ့အတိုင်းအာထုတ်နော်အဲ့တော့ဆရာတွေမှလည်းအဲ့ဒီစီကံကိုမှတ်မိရမယ်ငါမှ debate ရှိတယ်ဆိုရင်အဲ့ဒီ debate မှာဘာပဲဖြစ်ဖြစ်ငါးဘက်ကတောင်းအောင်ရှိပါတယ်ငါးဘက်ကဖြစ်ရှင်းရမယ်အဲ့ဒါကြောင့် debate တွေကမီးစရာရှိတယ်ဆိုရင်ကိုယ်စရာအခုသွားမီးရမယ်နော်ဒီဟာအထုတဲ့ကိစ္စနဲ့ပတ်သက်ပြီးမီးစရာရှိရင်ကိုယ်စရာအခုသွားမီးရမယ်ကိုယ်စရာမရှိတော့ဘူးဆိုလို့ရှိရင်ဒါပေမဲ့ကိုယ်စရာကမဖြစ်တော့ဘူးဆိုလို့ရှိရင်အဲ့လိုဆိုရင်တခြားစရာစီသွားပြီးတော့ မင်းလို့ရပါတယ်အဲ့တော့ခင်ပြမှာဆိုအယူဘလို့ခင်တာခင်နာကိုအယူတွင်မြင်ရင်ခင်နာခင်ပြမှာဆရာမရှိတော့ဘူးဆိုရင်ဆရာစီမမနေတော့ဘူးဆိုလို့ရှိရင်နော်အဲ့လိုဆိုရင်တော့ဒါလေးလုံးရပါတယ်လုံးရမလဲဆိုတော့အယူတွေတွေ့တဲ့အခါမှာအယူတွေမြင်တဲ့အခါမှာနှစ်ချက်လုပ်လို့ရပါတယ် နော်နှစ်ချက်လုပ်လို့ရပါတယ်ဒီမှာအကျိုးအများဆုံးရအောင်နှစ်ချက်လုပ်လို့ရပါတယ်ပထမအချက်ကခင်နာကိုမှတခြားအပိုင်းတွေကိုတီးလို့မြင်အောင်စံစုံစမ်းကြည့်လို့ရပါတယ်ဟုတ်ပါပြီဒါဆိုအယူတွေတွေ့ပြီဆိုလို့ရှိရင်နှလုံးကိုလည်းတွေ့မလားအရေပြားကိုလည်းတွေ့မလားအောင်နှောက်ကိုလည်းတွေ့မလားစပန်ကိုလည်းတွေ့မလား ငွေငင်းကိုလည်းတွဲမလားနော်အာကျွန်တော်တို့ကခုနပြောထားတဲ့အပိုင်းပေါင်း၄၀နှစ်မျိုးကိုတွဲမလားနော်အဲ့ဒီဟာဆက်လက်ပြီးစုံစမ်းကြည့်လို့ရပါတယ်ဒါကတစ်ချက်အယူတွေကိုဘယ်လိုခန်းစားတာလဲနော်အယူတွေကိုကြည့်လိုက်ပြီးတော့ဘယ်လိုမျိုးခန်းစားချက်ရှိပါသလဲအယူတွေကအန်တီရရှိပါတယ်ဆိုတာခန်းစားချက်ရှိပါသလား ဒီအယူတွေက ပြည့်လွယ်တယ်ဒီအယူတွေကမမြဲ့ပါဘူးဒီအယူတွေကငါဆုံးဖြစ်တဲ့အတိုင်းမဖြစ်ပေါ်လာပါဘူးငါဆုံးဖြစ်တဲ့အတိုင်းလည်းမပြည့်သွားပါဘူးငါမှာအယူတွေနဲ့ပတ်သက်ပြီးအုတ်ချုံမှုမရှိဘူးလို့ခင်စားပါသလားအဲ့ဒါမဟုတ်ရင်ဒီအယူတွေကအန်ဒီယမြပါတယ်အနာယောဂဖြစ်စေနိုင်ပါတယ်ဆိုပြီးတော့အဲ့လိုခင်စားပါသလားအဲ့ဒါမဟုတ်ရင် ဒီအယိုးတွေကချိခင်စရာပစ္စည်းတကူမဟုတ်ပါဘူးအဲကျောင်းမြေယတနာလို့ခေါ်တာနော်ကျောင်းမြေယတနာလို့မလှပါဘူးနော်အဲသူတို့မှာလဲအဲတွီးတွေကျွေးအဲတွီးတွေကျွတ်ကျွတ်တာတွီးတွေကျွတ်တာဖြင့်ဖုံးလွန်သွားတော့သူတို့မှာလဲအနန်ဆိုးလိမ့်မယ်အနန်လဲဆိုးတယ်လှလဲမလှဘူး ယုံရှာဖွယ်ဖြစ်ပါတယ်ဆိုပြီးအဲ့လိုခင်စားပါခလားဘယ်လိုခင်စားလဲတတိကပ်ပြီးတော့သိရမယ်အဲ့တော့အဲ့ဒီခင်စားချက်ကိုပြီးတော့အဲ့ဒီခင်နာဟိုမှာတခြားအပိုင်းတွေမှာလည်းတွေ့ပါခလားဆိုပြီးတော့စုံစမ်းကြည့်ပါဘာတွေလူချင်းလဲဒီလိုအထုံးမဆင်ဘယ်လိုအကျိုးရှိလဲတခင်နာလုံးမှာအပိုင်းအားလုံးဟာအတူတူပါပဲလို့သဘောပေါက်ရမယ်ဒီခင်နာကိုမှာ အယူတွေမကားသေးဘူးနှလုံးရောအုံနှောင်းရောအရေးပြားရောအမွှေးညင်းရောစပင်ရောအချွေးတွေအချွေးမဟုတ်ဘူးနော်ချွေးတွေရောအပြီးတော့သွေးတွေအမ်သွေးစီအအပြီးတော့အမြေကြီးစသဖြင့်ကနာကိုမှရှိတဲ့မြေပစ္စည်းတွေချို့ဆိုဒူတယ်ဘယ်လိုဒူလဲဆိုပြီးတော့အနိစ္စဒုက္ခအနတ္တအနေနဲ့ချို့ဆိုဒူပါတယ်နော် အရိဟံသဘောပေါ်ရမယ်ဒီချိုးဆိုးတူတယ်ဆိုတဲ့ဥပိခံသဘောဥပိခံသဘောဆိုတာအာအရာတစ်မျိုးကိုချိုးဆိုးတူတယ်လို့သဘောပေါက်နိုင်မှာဆိုရှင်ဥပိခံလို့ဒီနေရာမှာမှာမယ်နော်ဥပိခံမှာ၁၀မျိုးရှိပါတယ်ဒါဆိုတတိထားပါဓမ္မဒီနေရာမှာဆိုတော့ဥပိခံဆိုတာအားလုံးမှာချိုးဆိုးတူတဲ့သဘောကိုတွေ့ရပါတယ်အဲ့တော့ဒီနေရာမှာဆိုရင်နော်ခန္ဓာကိုယ်မှာဘယ်ပစ္စည်းမျိုးဆို ုံးလုံးဟာချွတ်ဆွတူတဲ့အပြောင်းအလဲကွဲပြားချက်မှမရှိပါဘူးအနိစ္စဒုက္ခအနာတ္တအနေနဲ့အတူတူပါပဲလို့သဘောပေါက်တယ်အဲ့တော့ဒီဟာတစ်ချက်လုံးလို့ရပါတယ်ဒါမှမဟုတ်နော်ဒီဟာမလို့ပဲနဲ့တစ်ချက်ဟာထပ်လုံးလို့ရပါတယ်ဒီလောကမှာငါကတတ္တဝါတကောင်တကူမကားသေးဘူးလေတခြားတတ္တဝါတွေလည်းရှိပါတယ် လူတွေဆိုတာရှိတယ်တရိစ္ဆာန်တွေရှိတယ်နတ်တွေရှိတယ်ဆိုတာဖြစ်ရှိပါတယ်ကျွန်တော်တို့ကလူတွေနဲ့ဆောင်အဲ့တော့လူတွေအများကြီးရှိပါတယ်ကျွန်တော်ကတယောက်တည်းမဟုတ်ဘူးနော်အဲ့တော့အဲ့ဒီတခြားလူတွေမှာအယူတွေရှိပါတယ်အဲ့တော့ဒီတခြားလူတွေမှာလည်းအယူတွေရှိပါတယ်ဆိုပြီးတော့ဆင်ခြင်လောက်ကောင်းပါတယ်ကျွန်တော်တို့ကတတ္တဝါတွေလူတွေအနေနဲ့အကောင်းလုံးမှာအယူတွေရှိပါတယ် ဒါပေမဲ့အဲ့ဒီခင်စားချက်ကိုတည်ထားမနော်အဲ့ဒီအယူတွေကိုပဲဘယ်လိုခင်သာကိုအယူတွင်းမြင်ရင်ဘယ်လိုတွင်းမြင်လဲဆိုပြီးတော့တတိကပ်လိုက်ပြီးတော့တည်ထားမနော်အနိစ္စတဘောအနေနဲ့တွေ့ပါသလားဒုက္ခတဘောအနေနဲ့ဒါဆိုအနိစ္စဆိုတာပြည့်လွယ်တယ်ဆိုပြီးတော့တွေ့ပါသလားဒါမှမဟုတ်ဒုက္ခတဘောအနေနဲ့တွေ့ပါသလားဒါဆိုအဲ့ဒီမှာအနာယောဂဖြစ်နေတယ်ဆိုတော့တွေ့ပြီလား ဒါပေမဲ့အနတ္တတဘောအနစ်တွေ့ပြီလားဒါဆိုအုတ်ချုံမှုမရှိပါဘူးငါဟမဟုတ်ဘူးဆိုတော့အဲ့လိုတွေ့ပါလားဘယ်လိုတွေ့လဲတတိကပ်ပြီးတော့သိမှာပေါ့နော်တတိကပ်ပါတတိကပ်ပြီးတော့သိလိုက်ပြီးတော့အဲ့ဒီတဘောထားအနေနဲ့တခြားတတဝါတွေမှကြည့်လိုက်စဉ်းချင်းလိုက်ပါပေါ့ငါမကားသေးဘူးတတဝါအကောင်းလုံးမှအတူတူပါပဲအကောင်းလုံးမှအယိုးဆိုတာရှိပါတယ်အဲ့ဒီအယိုးတွေအကောင်းလုံးမှရှိနေတယ်အဲ့ဒီအယိုးတွေကြောင့် ဲ့ဒီအနိစ္စဖြစ်စေဒုက္ခဖြစ်စေအနတ္တဖြစ်စေတွေ့ရမှာတယ်အဲ့တော့အဲ့ဒီအခါမှာလဲဥပိ္ပခရသွားပြီလေဘာဥပိ္ပခရပြီလဲတတဝအကောင်းကအတူတူပါပဲငါနဲ့အတူတူပါပဲလို့တွေ့တွေ့ပါကျွန်တော်တို့ကဒီဥပိ္ပခဥပိ္ပခဆိုတဲ့ပညာကိုရှားနေတာဥပိ္ပခပညာဖြင့်ဝိပဿနာအထုတ်တာအလွယ်ဆုံးပါပဲကျွန်တော်တို့ကတကယ်တော့ဒီဥပိ္ပခရမယ်ဆိုလို့ရှိရင် 투차대 에조야나이 바데. 바라서로 디 로카 네파테피. 미미 요세 디찬 따따와 루예 요세 네파테피. 스와루이 미시도. 바지마 스와루이 미시도 우레. 마투루. 바마 마투루. 응? 자오 따롱. 슈이 똥 따똥. ချွတ်ဆွတူတယ်လို့ထင်းနေဆိုလို့ရှိရင်အဲ့ဒီအပေါ်အစွဲတွေမရှိတော့ပါဘူးနော်ချွတ်ဆွတူတယ်ဆိုရင်တော့အစွဲတွေမရှိတော့ပါဘူးအဲ့တော့အစွဲတွေဖြတ်ပြီးမှပဲနိဗ္ဗာန်ရောက်ရနိုင်တယ်အစွဲတွေဖြတ်ပြီးမှပဲမက်ဖို့ရောက်ရနိုင်တယ်အစွဲတွေဘယ်လိုဖြတ်မလဲဥပေခာဖြင့်ဖြတ်ဥပေခာဘယ်လိုဖြတ်မလဲဆိုပြီးတော့တူညီတဲ့တဘောကိုဆင်ချင်းရစိတ်မှာတူညီတဲ့တဘောတက်တက် ယောမာတူညီတဲ့တဘောတသက်စေယောယောယောအနိစ္စဒုက္ခအနတ္တတော့ရှိပါတယ်နော်ဒါပေမဲ့စိတ်မှာအနိစ္စတဘောကနည်းနည်းလေးယောမာနည်းနည်းလေးခွာပါတယ်နော်ဒါပေမဲ့အနိစ္စဒုက္ခအနတ္တတော့အားလုံးမှာဖြစ်ပြည့်စုံပါတယ်အဲ့တော့ကျွန်တော်တို့ကယောမာပစ္စည်းတစ်ခုမှာအနိစ္စဖြစ်စေဒုက္ခဖြစ်စေအနတ္တဖြစ်စေကောင်းကောင်းမွန်မွန်တွေ့မြင်နိုင်ပြီဆိုလို့ရှိရင်အဲ့လိုမျိုးပစ္စည်း တခြားပစ္စည်းတွေမှာမထားမယ်ဆိုလို့ရှိရင်တဘောထားမယ်ဆိုလို့ရှိရင်အရင်ကောင်းပါလေကျွန်တော်ရဲ့အတွေ့အကြုံမှာယဟန်ဘဝတုန်းကစုံခံကြွတဲ့အခါမှာအတုဘကမ္မထံအထုတ်ခဲ့ပါတယ်အတုဘကမ္မထံအထုတ်တဲ့အခါမှာနှလုံးသားရောက်တယ်နှလုံးသားရောက်တဲ့အခါမှာနှလုံးသားကိုဆင်ခြင်တဲ့အခါမှာကျွန်တော်ရဲ့စိတ်မှာဒီ ူချတဲ့ဒပပောင်းမှုတစ်ခုတွေးတွေးရပါတယ်။နေပန်းမှာမဟုတ်သေးဘူးเนาะအဲ့ဒီခံမှာဘာမှမဟုတ်သေးဘူး။ဒါပေမဲ့ကောင်းမွန်တဲ့အမတန်အကျိုးများတဲ့ဒပပောင်းမှုတစ်ခုရသွားခဲ့ပါတယ်။ဘယ်ဟာလဲဆိုတော့ငါမှနှလုံးကခုံတယ်ဆိုပြီးတော့ဒီနှလုံးကအန်တီယံရပါတယ်။နော်ဒီနှလုံးမှာအန်တီယံရပါတယ်။ဆိုတော့သူကမခုံတော့ဘူးဆိုလို့ရှိရင်ကိုယ်ကတေးသွားတယ်။ဆိုတော့အန်တီယံရပါတယ်။ဒီဘဝက ဒီနှလုံးခုံးတဲ့အထည်ရှိပါတယ်နှလုံးကမခုံးတော့ဘူးဆိုရင်သေဆုံးသွားပါလေဒါကြောင့်ငါမသိအုတ်ချုံမှုမရှိပါဘူးငါတော်အန်တီရောက်သွားပြီနော်ဆိုတော့ဒီနှလုံးကဆုံးဖြတ်တဲ့အတိုင်းနေမှာအဲ့တော့အဲ့ဒီခါမှာတဘပုတ်တယ်တခြားတတော်အားတွေတခြားလူတွေမှလည်းဒီလိုနှလုံးရှိပါတယ်လူအလုံးမှာဒီနှလုံးခုံးချင်းပုံမူတည်ပြီး နေရပါတယ်လူအားလုံးမှာနှလုံးကမခုံဘူးဆိုလို့ရှိရင်သေသွားပါတယ်လူအားလုံးမှာဒီအုတ်ချုံမှုမရှိပါဘူးအားလုံးကအသားကောင်းနော်အလူအားလုံးကအာအကျဉ်းသားဖြစ်သွားပြီအကျဉ်းသားဖြစ်သွားပြီအုံနှောင်းဒီနှလုံးရဲ့ နှလုံးရဲ့အကျဉ်းသားဖြစ်သွားပြီအဲ့ဒါကြောင့်အဆင်မပြေပါဘူးဒီခန္ဓာကိုယ်နဲ့တစ်ခုခုအဆင်မပြေပါဘူးနော်ဒီလောကမှာလည်းတစ်ခုခုအဆင်မပြေပါဘူးဒုက္ခအကြီးကြီးရှိပါတယ်အဆင်မပြေတာအကြီးကြီးတစ်ခုရှိပါတယ်ငါဘက်ကဘာပဲရရဘာပဲရှိရှိဘာပဲချမ်းသာမှုရှိရှိဘယ်လိုပဲအဆင်ပြေသည်ဖြစ်စေအကုန်လုံးဟာ အကုန်လုံးဟာကျွန်တော်ရဲ့အုတ်ချုံမှုမှမပါပဲနဲ့ဒီနှလုံးပုံမှုတည်ပါတယ်နှလုံးသားပုံမှုတည်ပါတယ်နှလုံးသားကပြီးပြီလို့ဆုံးဖြတ်ရင်ပြီးသွားပါပြီကျွန်တော်ဘက်ကဘာပဲပြောပြောနှလုံးကစိတ်ဝင်စားအဲ့တော့အဲ့ဒီအခါမှာကျွန်တော်ကဒီဘဝဒီလောကနဲ့ပတ်သက်ပြီးအစွဲတွေတော်တော် ရောသွားနိုင်ပါမယ်ခနာကိုနေပတ်သက်ပြီးအစွဲတွေမြွန်းလန်းချက်တွေလူချင်းချင်းတွေဒေါသတွေတော်တော်ရောသွားပါမယ်မဖို့တော့လုံးဝမဟုတ်သေးဘူးအဲ့ဒီအခါမှာလုံးဝမဟုတ်သေးဘူးဒါပေမဲ့ကျွန်တော်ရဲ့ဝိပဿနာလမ်းမှာ အမတန်ထူးခြားတဲ့အကူအညီဖြစ်ခဲ့ပါတယ်ဒါကြောင့်အယိုးတွေကိုတွင့်မြင်နိုင်မယ်ဆိုလို့ရှိရင်ကောင်းတယ်ပေါ့ အကျိုးအမတန်ကြီးပါတယ်ဆက်လက်ပြီးပါတယ်လို့မလဲဆိုတော့အဲ့ဒီအယူတွေမှာတွင်မြင်တဲ့အာတွင်မြင်တဲ့အမ်ဓာဘောကိုတတိကပါဘယ်ဓာဘောကိုတွေ့လဲအဋ္ဌိကဘယ်ဟာတွေ့လဲအနိစ္စအဋ္ဌိကတွေ့လားဒုက္ခအဋ္ဌိကတွေ့လားအနတ္တအဋ္ဌိကတွေ့လားအဲ့ဒီဟာကိုရှင်းရှင်းလင်းလင်းသိရမယ်အဲ့ဒီဓာဘောကိုပြီးတော့ကိနာကိုမှာတခြားအပိုင်းတွေမှာဆက်လက်ပြီးဆင်ခြင်လိုက်မယ်ဒါမှဟုတ် တခြားတတဝါတွေမှာတခြားလူတွေမှာဆင်ခြင်လိုက်ပါမယ်။တဖြည်းဖြည်းချင်းတူညီတဲ့သဘောကို တွင်မြင်ရမယ်။တဖြည်းဖြည်းချင်းရုပ်ရောစိတ်ရောအတူတူပါပဲဒီအနိစ္စဒုက္ခအနတ္တအဖြစ်ရုပ်တွေအကုန်လုံးအတူတူပါပဲစိတ်တွေအကုန်လုံးအတူတူပါပဲဆိုပြီးတော့ဆင်ခြင်ရပါတယ်။ဆယ်လပီဆင်ခြင်လိုက်တဲ့အခါမှာတတိကမဆိုလို့ရှိရင်ကောင်းကောင်းမွန်မွန်ဓာတ်ပေါက်လိုက်မယ်။ဒီလောကမှာ အစွဲထားစရာပါမှမရှိပါဘူး။ အတူတူပါပဲအစွဲထားစရာမရှိဘူးဆိုလို့ရှိရင်ဘာလို့ဆလပီဘာကြောင့်ဆလပီအစွဲထားမလဲအစွဲထားစရာ မလို့အပ်တော့ဘူးအစွဲထားစရာမလို့အပ်တော့ဘူးဆိုပြီးတော့ဒီကောလောကမှာရုပ်ရောဆဲရောအကုန်လုံးမှာတွေ့မြင်နိုင်ပြီဆိုလို့ရှိရင်နိဗ္ဗာန်ရောက်ရလိမ့်မယ်ကောင်းပါပြီ